စာတော်လားဆိုအရင်တော်ရတယ်လည်းမပါဘူးပေါ့နော်ပုံမှန်လေးပဲအရင်ဟိုက်ကဖြစ်နေတော့မပါဘူးပုံမှန်ပုံမှန်ကျောင်းသူလေးတယောက်နေပဲပေါ့အဲ့ဒီလှပလဲဒီဇလန်းလေးရလို့ကိုကြိုက်တဲ့ကောင်မှလေတော့မဟုတ်ဘူးတမရိုးကျကျောင်းသူလေးတယောက်နေလည်းပဲဖြစ်တန်းခဲ့တာပါဇလန်းတော့ကလေဟုတ်ပါတယ်ပြေးနေမှာတော့ကျွန်တော်ဆရာရဲထုံးမှာအော်ဟုတ်ကဲ့ကျွန်တော်အရင်ကဒီနားကြကလေးတွေကိုစာတင်ပေးခဲ့ဘူးရယ်ဒီနားကြကလေးတွေကိုကြတော့ကျွန်တော် guide တွေတင်ပေးခဲ့ဘူးရယ်ကျွန်တော်တက်ဖို့တက်ဖို့ကာလာမှာ ကြံကောင်းကျွန်တော်ဒီမှာအရင်ကကျွန်တော်တင်တာလဲမြန်မာနဲ့ပါဝဲတင်တာဒီမှာလဲမြန်မာနဲ့ပါဝဲတင်ရတယ်တို့တို့ဒီပထမအောင်ဆုံးပေါ့နော်ဒီကြားလို့ရိုက်မယ်ဆိုပြီးတော့လက်ခံလိုက်သေးကဒီဖြူစိမ်းဝဖြူစိမ်းဝစုံလေးဝေးရအောင်မယ်ဆိုတော့တူတူတို့ကလည်းပို့ပြီးတော့တန်ဘလိုရမလဲတာဝန်ကြီးသွားသလိုမျိုးဖြစ်သွားတယ်တာဝန်ကြီးသွားရဲ့ဆိုတော့လည်းဒီဥဆောင်လေးကတော်တော်များများတန်ဖိုးထားကြတဲ့အရာလေးဖြစ်တာဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့လေမမောင်းအောင်ပေါ့ဘလိုမျိုးကောင်းစားချေဆိုပြုပြင်မလဲဆိုပြီးတော့ပေါ့လေဟို အဓိကအဲ့ဒါကိုတွေးရတာပေါ့နော်မစပင်ပိုင်းဆိုလို့ရှိရင်လည်းစပင်တွေကိုတခြားလေးအနက်နေအောင်ပြောဆိုဖြစ်တယ်ဥပစာဆိုလို့ရှိရင်လည်းရှူလေးမန်နေဂျာကိုတခြားမေးပြီးတော့ဒီဘက်ခေတ်ကျောင်းကျောင်းသားတွေကဘယ်လိုမျိုးဖြစ်နေပြီလဲဘယ်လိုမျိုးပြန်ပြင်ဆင်ကြလဲဆိုတာကိုပြန်လေ့လာရတာပေါ့လေအဲ့ဒါလေးတွေကအစားအသေးစိတ်လေးတော့တူတူပြန်လုပ်ထားပါရဲ့ရှင့်ဟုတ်ကဲ့အဲ့တော့ဒီငငယ်တုန်းကပေါ့နော်ကျောင်းမှာဖြတ်တန်းလာတဲ့ပုံစံလေးအတိုင်းပဲပြန်မှန်းပြီးတော့ဟိုဒီလူငယ်ပုံစံလေးပြန်ပတ်အောင်ပေါ့နော်ဘာလို့ဆိုတော့ဒီကျောင်းထဲကလည်းအလံဝေးသွားကြပြီဆိုတော့ဟိုကိုငငယ်တုန်းကကျောင်းမှာဘယ်လိုလေးလုပ်ခဲ့လဲဒီစပင်ပုံစံလေးဆိုလဲဒီရိုးရိုးလေးပဲပေါ့နော် ောင်းတော့လောက်ခဲ့တဲ့ပုံစံတိုင်းပဲအရင်အများကြီးတော့မလုပ်မလုပ်ထားပါဘူးဟိုအဓိကတော့ကလေးစံတဲ့ပုံစံပေါ့အောင်တော့တော်တော်ကြီးတော်ကြီးပြန်ပြန်ယူပါတယ်။ယူအောင်တော့ပြန်လုပ်ထားရပါတယ်ဟုတ်။အဲလွမ်းမိတာပေါ့။တောင်းစိမ့်မှုဆုံးဝင်လိုက်ပြီဆိုလို့ရှိရင်ပူတူကိုကိုပဲပေါ့နော်။ကျွန်တော်ចောင်းပြန်တက်ချင်တဲ့စိတ်လေးဖြစ်တာဆိုတော့။ចောင်းတော့ပြန်တက်ချင်တယ်ဒါမဲ့စာမွေးတော့ပြန်ဖြစ်ချင်း။ဟုတ်စာကြက်တာဟာစာမွေးမဖြစ်ချင်တာ။ဘယ်လိုထိចောင်းရရလဲဆိုတော့သူတို့နဲ့က ်တော်တော်များများနဲ့ဒီကားမှာမှစဆုံးဖြစ်တာများတယ်ဒါပေမဲ့ခုနကပြောလို့ပဲကိုယ်ဆက်ကောင်ကိုအားလုံးကြိုးစားကြတဲ့အခါမှာကကိုယ့်ရဲ့တောင်းကြောင်းသားတွေဖြစ်သွားပါဘောနော်အဲတော့သူတို့နဲ့မှာကဟိုတစ်ခါလေကြတော့လေဟိုစိုင်းနဲ့စင်းလေးတွေမှာအချင်းရုပ်ပြီးတော့သူတို့ရှေ့မှာအင်္ဂလိပ်စာနဲ့ထားရဲဆိုရင်ကိုကဒီရဖားသောဆိုမနေ့ကကဲမှာပါပါလေးကြည့်ရတယ်ကိုရောင်းနာသူတို့တွေဘာသောဆိုသူတို့အဲမထုတ်တဲ့အားတွေကိုကတခြားအားတွေပြန်စေးထိုးတာဘူးလေးတွေကိုကနည်းနည်းချက်ပြီးတာဘူး ဆရာမကြောက်ရအောင်ဆရာဒီပုံရရအောင်အဒီကနည်းနည်းကြောက်ရဆရာမနည်းနည်းကြောက်ရဆရာမလည်းနည်းနည်းမျက်နှာလည်းကြောက်ဇလန်နဲ့မှလည်းနည်းနည်းမှလည်းနည်းနည်းအဲ့လိုခက်တိတိနေရပေါ့နော်အပြင်မှာလည်းအဲ့လိုပုံစံမျိုးဖြစ်နေတော့ ့ညညနာအနေထားကိုကြည့်ပြတကယ်ကအဲ့လိုစိတ်တန်းကလေးလေးအဲ့လိုပုံစံဖြစ်သွားလို့ခံစားဆရာနဲ့ကြတော့ကောင်းတယ်သဘောကောင်းတယ်ဆရာအမှတ်တိုးပြီးဆိုတော့တောင်းတယ်ဆရာကတော့ဘုဘောမပါလေးနဲ့ကလေးတွေကိုဟိုတင်ရတကယ်ဆရာကြီးတိုင်းပဲပေါ့နော်ပြန်မဆိုလို့ရှိရင်လည်းဆရာကြီးဆိုလို့ရှိရင်ချစ်ကြတာများရဲ့လေဒီကားရင်းမှာဆိုလို့ရှိရင်အကူကအဲ့လိုပုံစံမျိုးလေးအနေနဲ့ပဲတေးဥဆောင်ထားတာပေါ့ဟုတ်အဲ့လိုအနာကျင်းနေတယ်ဆရာတော့အနာကျင်းဆရာကပဲအဲ့လိုခုနပြောသလိုမျိုးအင်္ဂလိပ်စာစောက်တွေလှန်ထားတဲ့အချိန်မှာမိဖုရားဆိုကြမယ်ဆိုအကုန်တယောက်တစ်ပေါက်တည်းဟာရိုက်နေတဲ့အချိန်ကြောက်လေဟာပြဿနာတွေတက်ပြီးဘာဘ ာမှလည်းမရှိမိဖုရားဘွားစောစောက်လည်းမဟုတ်ဘူးဆိုတော့အာမိဖုရားဘွားစောကြောင့်စားရင်ဆိုရဲဆိုတော့သူတို့ဆေးထုတ်ကိုယ်ပြန်ပြန်ယူနေတာသူတို့ဖြစ်သွားနေတာကြည့်ဟုတ်ဆရာဆရာအမှတ်တရတစ်ခုရှိရဲ့ဆောက်တင်မယ်ဆိုပြီးတော့အာဘာအခန်းလို့လာဆရာပစုတ်ကပြဲနေဟုတ်ကဲ့ဟုတ်ကဲ့ပစုတ်ကတော့အတော့အပေါက်ကြီးကိုစောက်ပြန်လဲရတယ်လေဆရာဟုတ်တယ်မမ်အမမ်မီဟုတ်တယ်ဆရာကိုတော့ပစုတ်ပေါက်နေတယ်သွားလဲသွားလဲလို့ပြောရတယ်ဆရာဆရာဆရာအမတ်တရဟုတ်လားပြောရတာလေးကို ကိုလာကိုလာဘောတော့နော်ဘာလို့လဲဘာလို့မမီးရောဘာလို့မကြည့်နေတာစာတော်လားဆိုအရင်တော်ရတယ်လည်းမပါဘူးပေါ့နော်ပုံမှန်လေးပဲအရင်ဟိုက်ကဖြစ်တယ်တော့မပါဘူးပုံမှန်ပုံမှန်ကျောင်းသူလေးတယောက်နေပဲပေါ့အဲ့လှပလဲဒီဇလန်းလေးရလို့ကိုကြိုက်တဲ့ကောင်မှလေတော့မဟုတ်ဘူးတမရိုးကျကျောင်းသူလေးတယောက်နေလည်းဖြစ်တန်းခဲ့တာပါဆယ်ရန်တော့ကလေရှန့်နေရ တော့ဒီကပါလေးကြောင့်ចောင်းသိငွေရလို့လည်းပြောတယ်ပြောဟဲ့ငါတီသက်ရွေးတဲ့ចောင်းသိဆိုတော့ဒီသက်တွေကတမျိုးပြောနေရောမလားမသိဘူးဆိုတော့ចောင်းမိတာပေါ့နော်ဒါပေမဲ့ရုပ်ခန့်လေးနေကောင်တော့ထိန်းနိုင်ကြရောလည်းចောင်းသူလေးတွေတူနေကြပါရဲ့လို့ တော့ကဲကျောင်းသားဘောကတော့ကျွန်တော်ကကြတော့ဘယ်လိုပဲမလဲစာရင်းတော့ဒီမှာမပါဘူးပေါ့နော်ပုံမှန်စာလုပ်တဲ့ထက်မှပါတယ်ဆရာဝန်ဟောပါဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဆွေးနွေးလို့ရှိရကွာပြန်မဒီအစင်မှမရအသေးတော့မလို့ဒီထက်မှမပါဘူးဒါလည်းအစင်ပြေတယ်အစင်နည်းနည်းရောက်သွားတဲ့အစင်ပြေတယ်ပေါ့စာစောသူစာပုံမှန်လို့တော့မဆရာဝန်ဝင်ပါတယ်ဟုတ်တယ်တကယ်တကယ်အရင်အရင်ဟိုက်ပါတယ်မှမပါဘူးအင်ရတဲ့အရင်ပါတော်တော်ဒီ interview တွေကထွက်တော့ရဲကြီးအဲ့လိုစိတ်ပြည့်စရာမှမပါဘူးအဲ့ဒါပေမဲ့ဆရာဆရာမတွေကချစ်ကြတယ်အဲ့လိုကျောင်းလုပ်ငန်းတွေလုပ်ရရင်ပျော်တယ်အဲ့လိုပကြီဆွဲတို့ဘာလို့ဆိုအဲ့လိုပေါ့စာနဲ့ဈေး အဲကျောင်းလုပ်ငန်းတွေလောက်ရရင်ပျော်တယ်ဆရာဆရာမတွေကလည်းချစ်ကြတယ်တကယ်တော့လို့ပေါ့ကိုကိုကိုကမြင်နေမှာတော့ပါပါ ဆီယမကြီးတော့အများကြီးပဲဘာလို့ဆိုတော့ဒေါက်ရှောက်ဆီယမကြီးကအဲ့လိုစာမရတော့လေခမီးခွန်ကြီးပြီးတင်ခဲ့ရတာဆိုတော့ဆီယမကြီးတော့အမတရားကြီးအများကြီးပဲသူတို့သူတို့ဆိုလို့ရှိရင်ဗဟန်းနစ်ကနေပဲဆယ်တန်းအောင်ချလာတာဆိုတော့အဲ့မှဆိုရင်အများကြီးပဲပေါ့ချစ်တန်းတော့ဆိုရင်ဘီဂန်တန်းမိုက်တိုမီမီဝင်းတို့နောက်ပြီးတော့ကိုရီးယားကနေခေတ်စားနေတဲ့အချိန်ဆိုဆီယမကြီးကိုရီးယားကနေမယ်နဲ့အမြဲအမြီးပြောင်းပေးထားကြတာလေဂျူမွန်လို့ခေါ်တဲ့ဆီယမကြီးရှိရဲအာပြီးလို့ရှိရင်ဟိုကေရွန်ကင်ပါရဲ့ ်ဒီချီကားလည်းထွက်နေဆိုတော့ဆရာမကြောက်ဆိုလို့ရှိရင်ချောင်းချန်ကင်းချန်ကင်းချန်ကင်းတော့ဆင်းသွားလက်ကင်းဆရာမကယူဝွေးချစ်ဆရာနေဆိုချန်ကင်းဆိုပြီးတော့လည်းမပြောင်းနဲ့ပေးထားရရရှိရပေါ့အဲ့ဆရာမရတော့အမှတ်တရဖြစ်ဆိုပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အာဒီပြိုးရင်မှာကျွန်တော်တို့ကလူကြုံတက်ဆုံနေပေါ့နော်တကယ်အနေအားနဲ့အများကြီးအာကျွန်တော်တို့ရှိသမျှအမှုညာတွေနဲ့အကောင်းဆုံးဖန်တီးထားတယ်အာကျွန်တော်တို့ရဲ့ အဲကြိုးစားမှုတွေဖန်တီးမှုတွေနဲ့ထိုက်တန်တာအပြည့်မှုအပြည့်ပါလို့ပြောချင်ပါတယ်ပြီးဒီကားကဟိုဒီကေရတာဆောင်ပေါ်တော့တကယ်လွန်မောစရာလေးလည်းပါတယ်ပညာယူမယ်ဆိုပညာယူစရာဆရာနဲ့တပည့်ကြားမှာဆရာချင်းချင်းကြားမှာအဲတောင်းတနဲ့မိပအဲ့လိုအားလုံးရဲ့ကြားမှာပညာယူစရာတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ โอเคပါအဓိကအဓိကလေးမှာပေါ့နော်အကယ်၍များလိုအပ်ချက်တွေရှိခဲ့လို့ရှိရင်လည်းပြိပက်ကြီးကချက်တဲ့စိတ်လေးနဲ့ဖြည့်ပြီးတော့ကြည့်ပေးကြပါနားလည်ပေးကြပါခုလိုပေးကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်အာ you know ရေပေါ့နော်ဒီ find the set ပေါ့နော်ပြုံးရင်ဇလန်တွေဇလန်တွေကြီးကိုငါ application ကနေပြီးတော့အာဆက်မြကြည့်ရှုပေးပါဝေဖန်ပေးပါပြီးတော့ခဏမှသူပြောသလိုပဲအမိုက်ပါလို့ရှိရင်လည်းနားလည်ပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါ